ားလုံးပဲမင်္ဂလာပါမြောက်ဦးနော်လီရှာရင်းရှန်နဲ့ကနေပြီးတော့မှပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားဒီနေ့မှာတော့ကျွန်တော်တို့မပြောတာကြာပြီဖြစ်တဲ့တရုတ်နိုင်ငံရဲ့အခြေအနေအကြောင်းကို ပြောပါမယ်တကယ်တော့တရုတ်ပြည်မှာဒီအစိုးရဘောနော်ဒီလက်ရှိ CCP မှာအာဏာရထားတဲ့သူတွေနဲ့အတိုက်အခံဖွဲ့တွေနဲ့ကပြဿနာတွေဟာတကယ်ဖြစ်နေတာပါဒါပေမဲ့တရုတ်ဆိုတဲ့နိုင်ငံကကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒီသူတို့ရဲ့ ဒီအတွင်းသတင်းတွေကိုအပြင်ကိုလွယ်လွယ်နဲ့ဒီပေါက်ကြတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။အဲဒါကြောင့်အဲ့ဒါတွေကိုတီးဖို့ဆိုတာကတကယ်လည်းခက်ခဲပါတယ်။ကျွန်တော်တို့ကလည်းအဲ့ဒီတဲကမှထွက်လာတဲ့သတင်းတွေကိုဒီနိုင်ငံခြားသတင်းဌာနတွေကနေတဆင်ကျွန်တော်တို့ပြန်လေဒီဖက်ရှုပြီးတော့မှဒီကမိတ်ဆွေတွေကိုကျွန်တော်တို့မျှဝေပေးရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်အခုလည်းဒီတေယုတ်ပြည်ရဲ့လက်ရှိဒီစီချင်းဖြင့်နဲ့သူရဲ့အတိုက်အခံအဖွဲ့တွေဂျာကအာနာလွန်ဆွေးဖွေးတဲ့အကြောင်းကိုကျွန်တော်ဖတ်ရသလောက်သူတို့စီကထွက်လာသလောက်ကျွန်တော်တင်ဆက်ပေးပါပါ။တကယ်လို့ဒီအကြောင်းအရာတွေကိုကျွန်တော်ပြောနေလို့ ယုံကြည်မှုမရှိတဲ့သူဆိုရင်အခုတွေကဒီဗီဒီယိုကိုမကြည့်ပဲကြော်တော့လို့ရပါတယ်။ဘာလို့ဆိုတော့ဒါကျွန်တော်စိတ်ဆိုးလို့ပြောတာမဟုတ်ပါဘူး။ဒါကျွန်တော်မိတ်ဆွေတွေရဲ့အချိန်တွေကိုအလဟသဒီဗီဒီယိုကိုကြည့်ပြီးတော့မှပေါ့နော်အချိန်ဖြုံးတယ်လို့ဖြစ်မိမှဆိုတဲ့အတွက်ပါ။တကယ်လို့ဒီအကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်တော့အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုပါရစေ။ဒီကျွန်တော်တို့စားလိုက်ကြရအောင်ပါ။ ကမ္ဘာစာမျက်နှာပေါ်မှာတော့တရုတ်ကနိုင်ငံရေးတည်ငြိမ်မှုရှိတဲ့အတိုင်းပြည်တစ်ခုပါဒီအကန့်အသတ်မရှိတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ဒီတည်ငြိမ်တယ်လို့တချို့ကယူဆကြပါတယ်တရုတ်မှာအမှန်တကယ်ရှိတာကတည်ငြိမ်တရားဖြစ်နေကြတဲ့အရာတွေရှိပါပဲဘယ်အရာမှအမှန်တကယ်မတည်ငြိမ်ကြပါဘူးဖွံ့ဖြိုးတိုးတက်မှုမှာလည်းမျိုးပြားတွေမှာပဲကောင်းကောင်းကျွန်တော်တို့မြင်တွေ့ရတာပါဒါပေမဲ့နိုင်ငံတကာစာမျက်နှာမှာတော့တရုတ်ကသူတို့ရဲ့ဖွံ့ဖြိုးမှုတွေတိုးတက်မှုတွေနဲ့တည်ငြိမ်တယ်ဆိုတော့ဒီမြင်ကွင်းတွေကိုပဲပြပါတယ်ဒါကတရုတ်မှာမှမဟုတ်ပါဘူး တခြားအနောက်နိုင်ငံတွေနဲ့ဒီအမေရိကန်မှာလည်းဒီလိုပဲလုပ်ကြပါတယ်နိုင်ငံတိုင်းကတော့သူတို့ရဲ့အမှောင်ဘက်ခြမ်းတွေမတည်ငြိမ်တာတွေကိုမပြပါဘူးဥပမာဆိုရင်ကျွန်တော်တို့ဂျာမနီနိုင်ငံကဒီဥရောပရဲ့မူရစေဖြန့်ဖြူးတဲ့အဓိကဗဟိုချက်ဖြစ်နေတာပြီးရင်အီတလီမှာလူငယ်တွေတိုင်းပြည်ကနေထွက်လာကြတာပေါ့နော်ဒါကတော့ကျွန်တော်ဗီဒီယိုတစ်ပုတ်လုပ်ပေးပူပါတယ်ပြီးရင်စပိန်မှာစီးပွားရေးမတည်ငြိမ်တာအိန္ဒိယမှာဆင်းရဲမွေးတေမှုကနာတာရှည်ယောဂါဖြစ်နေတာပြီးရင်ရုရှားမှာအမျိုးသားအရေးအတွက်တိတိတတ်တာယောကြလာတာ ကုန်သွယ်ခွန်တွေကြောင့်အမေရိကန်လေသမားတွေကသူတို့ရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေကိုအရင်လိုမဖြန်းနိုင်တာဒါတွေကနိုင်ငံတိုင်းမှာရှိကြတဲ့လူတိနေကြတဲ့ဒါမှမဟုတ်ဒီတတိမထမီကြတဲ့ကိစ္စတွေပါဒီဟိုမှာလည်းဒီလိုပြဿနာတွေမနေမနှောပါဘူးအဲ့ဒီတည်းမှာတိုးလောတိုးလောဖြစ်စေတာကတော့ဒီအစိုးရကိစ္စနိုင်ငံရဲ့အခင်အကျင်းတွေပါဒီကနေ့ကတော့ကျွန်တော်ဒီတရုတ်ရဲ့နိုင်ငံရဲ့အခင်အကျင်းကဘယ်လိုဖြစ်နေတာလဲပေါ့နော်ပြီးရင်တရုတ်သမ္မတအင်ဒိုရီမှာဘာတွေဖြစ်နေလဲပြီးရင်ရှီချင်းဖင်ခစ်ကကုံတော့ပြီလား ဟူရှွန်ဟော်နဲ့ဒီဝန်ရင်ဆိုတဲ့လူတွေကဘသူတွေလဲသူတို့ကဒီကွန်မြူနစ်ပါတီကိုဘလို့ရှေ့လေနေတာလဲပြီးရဘေကျင်းမျိုးတော်မှာဘသူကအာဏာကိုရှုပ်ကိုင်လာနေတာလဲဒါတွေကိုကျွန်တော်သုံးသပ်တင်ဆက်ပေးတော့မှာပါအခုဆိုရင်တရုတ်ကွန်မြူနစ်ပါတီရဲ့တနိုင်ငံလုံးကပါတီကိုယ်စားလှယ်တွေနဲ့အစည်းအဝေးလုပ်ခဲ့တဲ့ဒီအချိန်20မြောက်ကိုယ်စားလှယ်ညီလာခံပေါ့နော်ဒီစတုတ္တအစည်းအဝေးပြီးခဲ့တာတလားပြေပါတော့မယ်ဒီအစည်းအဝေးကိုတော့အစီချင်းပြအပါအဝင်ကိုယ်စားလှယ်ပေါင်း300ကျော်တက်ခဲ့ပါတယ်တင်းစာမျက်နှာတွေမှာတော့ဒီအစည်းအဝေးကနေ တရုတ်အတွက်ဒီပိုကောင်းတဲ့အနာဂတ်တွေပြီးရင်တိုတက်မှုတွေကိုဖြစ်စေနိုင်တဲ့အဆက်တွေကိုသဘောတူနိုင်ကြပါတယ်။ရှီကျင်းပြင်းရအနာကလည်းဒီအစီအဝေးကြောင့်မရော့ကြတော့ပါဘူး။ဒါတွေကတော့သတင်းစာမျက်နှာတွေပေါ်မှာတွေ့ရတဲ့ကိစ္စတွေပါ။လူမမြင်နိုင်တဲ့ကိစ္စတွေနဲ့အများမသိနိုင်တဲ့ဖြစ်ရပ်တွေကလည်းဒီကွန်မြူနတီပါတီအတွင်းမှာဖြစ်လာနေပါတယ်။ဒီတော့ဘေကျင်းမှာဘသူကတကယ်အာဏာရှိနေပြီလဲ။ထိပ်ပိုင်းအတိုင်းအဝိုင်းမှာယာရုဝော်ဇင်တွေကပါတွေလဲ။ရှီကျင်းပြင်းတရောက်ပါတီထဲမှာရောစစ်တပ်မှာပါ အာနာသိမရှိတော့တဲ့တကိအကြောင်းရင်းတွေကဘာတွေဖြစ်နေလဲဒီကိစ္စတွေကတာမန်ကိစ္စတွေမဟုတ်ပါဘူးတမနာနေရာမှာစေစုနှစ်တခုကျော်နေလာခဲ့တဲ့ရှီချင်းပြင်ရဲ့အာနာနဲ့ပိုသက်ဆိုင်တဲ့ကိစ္စပါအများစုကတော့ရှီချင်းပြင်ကိုလူမြင်ကွင်းမှာမြင်နေရသေးတဲ့အတွက်သူ့ရဲ့အာနာဇက်မကုံသေးဘူးဆိုပြီးတော့မှတရှုကမြင်ပါတယ်တကယ်လဲရှီရဲ့အာနာကအားလုံးကုံသွားတာတော့မဟုတ်ပါဘူးဒါပေမဲ့တဖြည်းဖြည်းတဖြည်းဖြည်းရောလာနေတာပါလုံးခဲ့တဲ့နှစ်တွေနဲ့မကြည့်တော့ပါဘူး ဒါရဲ့နောက်ကွေမှာလူတယောက်ရှိနေတယ်ဆိုပြီးတော့မတရုတ်အရေးလေးလာသူတွေကပြောကြပါတယ်ဒါကျွန်တော်ပြောတာမဟုတ်ပါဘူးပညာရှင်တွေပြောတာပါသူကတော့ဟူချင်းတောင်ပါတရှင်တော့ကတရုတ်သမ္မတဖြစ်ခဲ့မှုတဲ့သမ္မတဟူက2020နှစ်မှာရှီချင်းဖင်ရဲ့အဆက်ခွေမှုနဲ့ကြုံခဲ့ရပါတယ်ပါတီအစည်းအဝေးတစ်ခုမှာသူ့ကိုလုံခြုံရေးတချို့ကအပြင်ကိုဆွေးထုတ်တော်တဲ့ဗီဒီယိုကိုကျွန်တော်မျိုးဆွေတွေမှတ်မိကြမယ်ထင်ပါတယ်အဲ့ဒီတော့ကနိုင်ငံတကာသတင်းတွေမှာဆိုရင်တရုတ်ရဲ့ကျင်းဝမရှိတဲ့နိုင်ငံရေးဒလေးလို့တောင်မှပြောခဲ့ကြတာပါ တမနာမဟုတ်ပေမဲ့ပါတီအတွင်းမှာအာဏာတစ်ခုရှိတဲ့နောက်လိုက်တွေကျန်နေသေးတဲ့သူကိုစက်မရေးမကောင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ခမ်းမတွေကနေဆွေးထုတ်တယ်ဆိုတာစီချင်းဖြင့်ရဲ့အာဏာဇက်ကိုပြလိုက်တဲ့ဖြစ်ရပါအဲ့ဒီတော့ကစီချင်းဖြင့်ကို Chairman of Everything ပေါ့နော်အရာအလုံးရဲ့ဥက္ကဋ္ဌကြီးလို့တော့မှခေါ်ခဲ့ကြပါတယ်ဒီနောက်ပိုင်းမှာတမနာဟောင်းဟူကိုတိတ်မတွေ့ရတော့ပါဘူးစက်မရေးကြောင်းလို့ပြောပေမဲ့အခု2025မှာသူကပြန်ပေါ်လာပါတယ် သူပြန်ပေါ်လာတာနဲ့အတူထွက်လာတဲ့စကားတွေကတော့ဒီရှီရဲအာနာဇဲကြာဆင်းလာနေပြီဆိုတာပါခုချင်းတောင်ရဲ့အမြင်မှာတော့လက်ရှိပါတီရဲ့အရှင်တွေကတော်ရင်းကအရှင်အနေနဲ့ဆင်တူနေတယ်လို့မြင်တတ်ပါတယ်နိုင်သူစားကြတဲ့နီလန်နဲ့ပါတီကအသက်ဆက်နေရတာပါခုရဲ့လက်ထက်မှာတရုတ်နိုင်ငံကအရှင်ကောင်းကောင်းတွေကိုတိုးတက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာရှီချင်းပြန်ကခေါင်းထောင်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့ခုချင်းတောင်က ရှီချင်းပြန်ရဲ့တကူကြီးထွားလာတာကိုမပိတ်ပင်ခဲ့ပါဘူး ဖြစ်စဉ်တန်လို့ဖြစ်လာတယ်လို့ပဲသဘောထားခဲ့ပါတယ်။ရှီအာနာရလာတဲ့အချိန်မှာတော့သူ့လိုသဘောမထားနိုင်တော့ပါဘူး။ခုချင်းထောင်ရဲ့ဒီဩဇာကံအုပ်စုတွေကိုပါအကျင့်ပြက်ချစားမှုခေါင်းစဉ်အောက်ကနေနှိကွက်လာပါတယ်။ရှီချင်းပြင်ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက်မှာအတိုက်အခံဖြစ်လာမဲ့သူတွေကိုနှိကွက်တာကထုံးစံပါပဲ။ဒီလိုနှိကွက်နိုင်ပေမဲ့အဖက်မှာလည်းဒီခုချင်းထောင်ရဲ့အာနာဇက်ကကိုမတော်ပါဘူး။ကွန်မြူနီပါတီရဲ့ထုတ်ပြန်ချက်တွေကပါဝင်တဲ့သူတွေစီးရင်မှာတော့30ရာခိုင်နှုန်းလောက်က ဟူကျင်းတောင်နဲ့တကယ်ဆဲနွေရတဲ့သူတွေပါဒါပေမဲ့ကွာလာဟာလာတွေနဲ့တရုတ်ပြည်ပြင်ပကတရုတ်မီဒီယာတွေရဲ့စကားအရဆိုရင်တော့အစည်းအဝေးမှာရှီရဲလူတွေကအများစုဖြစ်ပေမဲ့ဒီလူတွေကဟူကျင်းတောင်နဲ့လည်းပတ်သက်မှုတွေရှိနေတယ်လို့ဆိုပါတယ်ဒီလိုဆိုရင်တော့ရှီကျင်းပြင်ကအဲ့ဒီပွဲမှာခေါင်းဆောင်တယောက်ဖြစ်နေခင်းရင်လေဟူကျင်းတောင်ရဲ့အာနာကသူ့အထင်းမှာစိတ်ဝင်နေပြီလို့ကျွန်တော်တို့ပြောရမှာပါလွန်ခဲ့တဲ့ဆင်းနှစ်တုန်းကရှီကျင်းပြင်ကိုအာနာလွှဲခဲ့တာဟူကျင်းတောင်ပါရှီရဲအာနာတက်တန်းကာလာအတွင်းမှာဟူကျင်းတောင်ကမဆွတ်ဖက်ခဲ့ပါဘူးဒါပေမဲ့ အခုတော့ရှီကျင်းပြည်လက်ထက်မှာဖြစ်လာတဲ့စီးပွားရေးမတည်ငြိမ်မှုတွေကြောင့်ဟူကျင်းတောင်ကနိုင်ငံရေးကစားပွဲတွေကိုဝင်လာနေပြီလို့ပြောရပါမယ်။ဟူကျင်းတောင်ကအာဏာပြန်လိုချင်လို့ဝင်လာတာတော့မဟုတ်ပါဘူး။ရှီကျင်းပြည်ကြောင့်ဒီတရုတ်ပြည်ကြီးနဲ့ပါတီရဲ့စနစ်တွေပြက်စီးမတော့အောင်အတွက်ထိန်းချုပ်လာတာပါ။ရန်စီမင်းကွေလွန်ပြီးတဲ့နောက်မှာကွေမီနစ်ပါတီတွေမှာဟူကျင်းတောင်ရဲ့အာဏာကဒီတခြားပါတီထိပ်ပိုင်းခေါင်းဆောင်တွေထက်ပိုပြီးထက်လာပါတယ်။ရှီကျင်းပြည်ကိုအတိုက်အခံကောင်းကောင်းလုံးနိုင်တဲ့အထိအာဏာကတက်လာတာပါ။ရှီကျင်းပြည်က အတိုက်ခံတွေကိုအာဂတိတဲ့မဟုတ်ပဲပိုပြင်းထန်တဲ့အမှုတွေတက်ပြီးတော့မှရှင်းလင်းပြင်းရအောင်မှဟူချင်းတောင်ကိုမလုံနိုင်ပါဘူးဒီလိုလုံနိုင်တဲ့အာနာကဒီသမရဖြစ်တဲ့ရှီချင်းပြင်းစီမှာမဟုတ်ပဲဒီဟူချင်းတောင်မှာပဲရှိနေတယ်လို့ပြောကြပါတယ်အကြောင်းကဘာလဲဆိုတော့လက်ရှိတရုတ်စစ်တပ်ထေကထိပ်ပိုင်းဗိုလ်ချုပ်အများစုကိုခန့်အပ်ခဲ့တာကဟူချင်းတောင်ဖြစ်နေတဲ့အတွက်ပါရှီချင်းပြင်းကတော့ကိုဖြိုခွင်းခြင်းတဲ့အတွက်သူတက်လာခြင်းမှာပဲစစ်တပ်ပြုပြင်ပြောင်းလဲရေးဆိုတဲ့ကိစ္စနဲ့ကန့်တွေ့ပါတယ်သူမျှော်လင့်တယ်လို့ဟူချင်းတောင်ရဲ့လူတွေအတလောက်ပါမတော့ခဲ့ပါဘူး ရှီကျင်းပြင်ကဟူကျဲတောင်ရဲ့အာဏာကိုဘလောက်အထိရှော့ရှားရှင်ခဲ့တယ်လဲဆိုရင်တရုတ်စစ်တပ်ကိုသူ့ရဲ့အမိန်အောက်မှာထိလိုက်တဲ့ဖြစ်ရပ်ကိုကြည်ရန်တည်တာနေပါတယ်။သူတက်လာမှပဲဒီစစ်တပ်ရဲ့အကြီးအကဲကစေကောင်းဆောင်မဟုတ်တော့ပဲတမဒါဖြစ်လာတာပါ။ဒီလိုနှီးအမျိုးမျိုးနဲ့ဟူရဲ့အာဏာကိုရှော့ရှားခဲ့ပေမဲ့အခုအချိန်ထိကိုမအောင်မြင်သေးပါဘူး။လက်ရှိတရုတ်စစ်တပ်မှာဟူရဲ့အာဏာဇက်ကအသက်ဝင်နေတော့မှသူရဲ့အနာဇက်ကမပြောက်သေးပေမဲ့တစ်ဖက်မှာလည်းဟူကအသက်ရလာနေပါပြီ။လက်ရှိသူရဲ့အသက်က83နှစ်ပါ။ ဇရာထောင်းလာနေတဲ့အတွက်ဒီအရှိအများစုကိုဘသူလဲမှမတွေ့တော့ပဲအေးအေးချမ်းချမ်းဖြတ်တန်းနေပါတယ်။အရင်ကတော့ခုချင်းတောင်ကပါတီတွင်းကကိစ္စတွေမှာကိုယ်တိုင်ပါဝင်မှုများပေမဲ့အသက်အရွယ်ကြောင့်သိမပါတော့ပါဘူး။အစည်းအဝေးမှာပါကြတဲ့ဒီဆုံးဖြတ်ချက်ရှာရေးအဖွဲ့ဝင်တွေကိုရွေးတဲ့နေရာမှာတော့ခုချင်းတောင်ရဲ့မိတ်ဆွေဖြစ်တဲ့ဒီဝန်ကြားပေါင်နဲ့ဒီဝန်ရံကအဓိကပါဝင်ခဲ့ပါတယ်။အစည်းအဝေးမှာအာဏာရှိဆုံးလို့ပြောရမယ့်ဒီဘ ਹੁ ကော်မတီဝင်တွေမဟုတ်ပေမဲ့လည်းဟူပြီးရဝန်ကြားပေါင်နဲ့ဒီစေကောင်းဆောင်ကျန်ယူရှာက ဒီနေရာမှာအခန့်ခန္ဓာကြီးအနေနဲ့ရှိနေပါတယ်တကယ်အရေးပါတဲ့ပြည့်ရက်တွေမှာသူတို့၃ရောက်ရဲ့သဘောထားကအဓိကကျပါတယ်ဟူကရှီကျင်းပြင်းရဲ့အာနာဇန်နဲ့ပတ်သက်ရင်လည်းငွေနဲ့ဒီကျန်းကောင်းဆောင်တွေရဲ့သဘောကိုလက်ခံပါတယ်အဓိကကတော့ကျဲရဲ့အမြင်ကိုသူကသဘောတူတာပုံများပါတယ်စေကောင်းဆောင်ကျန်းကရှီကျင်းပြင်းအနေနဲ့ဥက္ကဋ္ဌနေရာနဲ့ဒီဘ ਹੁ စိကော်မတီအကြီးအကဲနေရာကိုလက်လွှဲသိမ်းပြီလို့မြင်တဲ့သူပါဒီတော့ဗေဒရဲ့အာနာတီဆောက်တဲ့ပုံစံအစ်စ်ကိုကျွန်တော်တို့တစ်ချက်ဒီနေရာမှာကြည့်ကြရအောင်ပါ ။အေဟုတ်ကွမ်မြူနီပါတီမှာအာနာတီဆောက်ထားတဲ့ပုံစံကနေနေပြောင်းလဲလာပါတယ်။ပြီးခဲ့တဲ့ဇွန်လမှာကလေးကပါတီမှာဆုံးဖြတ်ချက်အများစုကိုဗဟိုကော်မတီကကန့်တွေ့လာပါတယ်။အရင်ကလေးကကော်မတီကပါတီကိစ္စတွေကိုကန့်တွေ့တာဆိုပေမဲ့အခုတော့ဒီကော်မတီကအာနာပိုရလာပါတယ်။ကော်မတီမှာဝန်ကြားပေါင်ကအာနာအရှိဆုံးဖြစ်လာပါတယ်။တကယ်တော့ဗဟိုကော်မတီမှာဝန်ကြားပေါင်က2013ကလေးကမပါတော့ပါဘူး။ဒါကြောင့်အခုဒီအာနာရှိလာတာက နောက်ခွေကနေထိန်းကျောင်းနိုင်နေတာပါ။ ဒါတို့အပြင်ဝန်ရံကလည်းအခုတလောမှာအာဏာတွေပိုရှားလာတယ်ဆိုပြီးတော့မှတုံ့တက်လာကြပါတယ်။တကယ်တော့ရှီကျင်းပြန်ကသူ့ကိုခေါင်းမထောင်နိုင်အောင်လှုပ်ထားခဲ့ပြီးသားပါ။ပြီးခဲ့တဲ့အသိန်း20မြောက်ပေါ်လေးဘျူရိုအဖွဲ့ထဲမှာသူမပါတော့ပါဘူး။ဝန်ရံက2010ခွန်ကနေ2020နှစ်အထိပေါ်လေးဘျူရိုအဖွဲ့ဝင်အနေနဲ့ရည်တည်ခဲ့ပါတယ်။လက်ရှိအချိန်မှာဗဟိုကော်မတီတဲရောဒီဒီပေါ်လေးဘျူရိုထဲမှာမပါတော့ပါဘူး။အစိုးရအဖွဲ့ဝင်တွေမှာတော့မဝင်ရင်ကမရှိတော့ပါဘူး။ဒါပေမဲ့ ဝင်းရဲရဲ့အာနာကလည်းဇွန်လာလောက်ကစပြီးတော့မှတိုးလာနေတယ်လို့တရုတ်အကြောင်းကိုလေးလာနေသူတချို့ကပြောလာပါတယ်။စစ်ဘက်မှာလည်းဗိုလ်ချုပ်ဒီရှိုယန်းကအာနာတစ်ခုကိုတိဆောက်လာနိုင်ခဲ့ပါတယ်။ချီကျင်းပြရဲ့အာနာကိုစင်ခေါ်လာမဲ့အာနာတစ်ခုအနေနဲ့စပြီးဖြည့်လာနေကြတာပါ။ဒါရီအလုံးကိုဝန်ချားပေါင်နေသည့်တင်းစစ်အကြီးအကဲကနေပံ့ပိုးပေးထားပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ပါတီအတွင်းမှာပါတီပြီးရင်အစိုးရနဲ့စစ်တပ်ဆိုတဲ့အင်အားသုံးခုကိုသူတို့အတိဖန်တီးဖို့ပါ။ပြောရရင်တော့ဗျာဒီဟူတင်တောင်ကပါတီအကြီးအကဲ ဝန်ကြားပေါင်ကဒီအုပ်ချုပ်ရေးအကြီးအကဲနဲ့တဲယူရှာကဒီစေအကြီးအကဲဆိုပြီးတော့မှဖန်တီးတာပါသူတို့ရဲ့ရည်ရွယ်ချက်ကတော့ချွတ်ချုံကြားလာနေတဲ့တရုတ်ပြည်ကိုတိတ်ဆောင်ဖိန်လို့ပြောင်းလဲနိုင်ဖို့ပါနောက်ပြီးတော့လာမယ့်2020ခုမှာစားဖြစ်မဲ့20တကြိမ်မြောက်အမျိုးသားအစည်းအဝေးရောက်တဲ့အချိန်ပေါ်တော့ဒီနိုင်ငံရဲ့အခြေအနေကိုတည်ငြိမ်အောင်ထိန်းထားနိုင်ဖို့ပါဒီနေရာမှာဟူချင်းတောင်ရဲ့လူတယောက်ဖြစ်တဲ့ဟူရှင်ဟော်ကအစပြီးပါလာပါတယ်သူကလက်ရှိမှာတော့ပါတီရဲ့နိုင်ငံရေးအကြံပေး conference ထဲကဒူဥက္ကဋ္ဌနေရာမှာရှိနေပါတယ် အစိုးရအဖွဲ့တွေမှလည်းဒီဟူကျန်းဟော်ရဲ့ပါဝင်လာမှုကအရင်ကထက်ပိုပြီးတော့မှခက်စိစိဖြစ်လာပါတယ်အကြောင်းကပါလဲဆိုတော့ဟူကျန်းတောင်ကတည်ငြိမ်တဲ့အပြောင်းအလဲကိုလိုလားတာကြောင့်ဖြစ်တယ်လို့ပြောကြပါတယ်ဒီလိုခက်စိစိပြောင်းလဲမှုတွေကပါတီအတွင်းပိုင်းမှာတကယ်ကိုဖြစ်လာနေတာပါနောက်ပြီးတော့ဒီကိစ္စတွေကဟူကျန်းတောင်ရဲ့ပုပ်ကိုရေးအတွင်းနဲ့လည်းတက်ဆိုင်ပါတယ်လူမှန်တွေကိုမှန်တဲ့နေရာမှာထားရမယ်တန်တော်ကတော့စနေကသူ့ဘာသာပြန်ပြန်တော့လိမ့်မယ်လို့သူကတွေးပါတယ်ပြီးခဲ့တဲ့နှစ်ကလုတ်ခဲ့တဲ့ဒီတာလီယာအကြိမ်ကိုယ်စားလှယ်တွဲဆုံပွဲမှာတော့ ဝန်ကြားပောင်းတဲ့ဝန်ရံတို့ကြောင့်စီဝေးရေးအခြေအနေကနေနေပြောင်းလဲလာပါတယ်။ဒါပေမဲ့တရုတ်အတွက်တော့ဒါကဆင်သေးကိုစိတ်သိရင်နဲ့ဖုံးထားတယ်လို့ပါ။နောက်ပြီးတော့ရေရှည်ပြေလာတဲ့ပြဿနာကိုအချိန်တို့အတွင်းမှာဖြေရှင်းဖို့ဆိုတာမရပါဘူး။နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြီးအနေနဲ့တော့မဖြစ်သေးပေမဲ့ပြောင်းလဲမှုတွေဖြစ်လာမယ့်အရာတွေကတော့ဝင်လာနေပါပြီ။ဒီလိုတစားတဲ့တစားပြောင်းလဲမှုကဖြစ်လာပြီမဲ့လေတနေရာကတော့ဘလို့မှကြော်လို့မရသေးပါဘူး။ဘယ်နေရာလဲဆိုရင်တော့ဥက္ကဋ္ဌနေရာပါ။ဒါပေမဲ့တရှိုးပြောင်းလဲလာမှုတွေကြောင့်ဥက္ကဋ္ဌရဲ့ဩဇာနေရာက ိန်ခေါ်မှုတချို့ ਨੇ ဖြစ်လာနေပါတယ်ဒီတော့သမရအင်တော်ရဲ့နောက်ွယ်မှာဘာတွေဖြစ်နေတာလဲတကယ်တော့ရှီချင်းပြင်ရဲ့ဩဇာအာဏာရှိနေတဲ့အချိန်မှာမမျှော်လင့်ထားတဲ့ကိစ္စတခုဖြစ်တော့ခဲ့ပါတယ်ဒါကတော့ဆင်ဟော်တရင်ကနေတင်ဆက်လိုက်တဲ့တရင်နှစ်ခုကြောင့်ပါဒီတရင်နှစ်ခုက၄၀စက္ကန့်ပဲရှားပြီးတင်ခဲ့ကြတာပါဒီ၄၀စက္ကန့်ကဒီဘေကျင်းအစိုးရတွေမှာသဘောထားကွေလွေမှုတွေဖြစ်လာနေပြီလို့ပြောလို့ရနိုင်တဲ့တသက်တခုဖြစ်လာပါတယ်တရင်နှစ်ခုက၄၀စက္ကန့်ပဲရှားပြီးမယ်အဓိပ္ပာယ်ကတော့လုံးဝမတူပါဘူး နိုမာလာတုတ်ရက်နေ့ညနေ6:32မိနစ်မှာဒီစင်ဟွာကနေပြီးတော့မှညီလာခင်အကြောင်းပထမသတင်းကိုတင်လာခဲ့ပါတယ်။ကိုစလီတွေနဲ့တန်ယူရှာတွေ့ကြတဲ့အကြောင်းရေးထားပါတယ်။အဲ့ဒီတည်းမှာအဓိကပါတဲ့သူကဘုချုပ်တန်ယူရှာပါ။သူကတရုတ်စစ်ကောင်းဆောင်ဖြစ်ပြီးတော့တရုတ်စစ်တပ်သမိုင်းမှာဩဇာအကြီးဆုံးဖြစ်တဲ့သူပါ။ဒီသတင်းလေးမှာတော့ CIA ခစ်ကိုရှီမွန်ထားပြီးတော့မှ to establish ကိုလုံးဝထောက်ခံအားပေးပါတယ်ဆိုပြီးပါခဲ့ပါတယ်။ဒီနောက်၄၀မိနစ်အကြာမှာတော့ဒုတိယမြောက်သတင်းကိုသူတို့ကတိတ်တိတ်ကလေးထပ်တင်လာပါတယ်။ အဲ့ဒီအစီအဝေးကအဆက်ကိုပဲထက်တင်တာပါဒါပေမဲ့ဒုတိယတစ်ခုမှကြတော့ရှီရဲ့ဒီ to establish mover ကိုထောက်ခံတာရှီမောနာတွေဘာတစ်ခုမှမပါတော့ပါဘူးဒါကြောင့်အတောင်းအရာဘာမှမကော်တဲ့တဲ့နှစ်ခုမှပါတဲ့စကလုံးတွေမတူကြတဲ့အဆက်ကလူတွေကိုစိတ်ဝင်စားလာစေခဲ့ပါတယ်ရှီချင်းပြင်ရဲ့ mover တွေကိုတန်ယူရှာကဆန်းကျင်လာနေပြီလားဆိုပြီးတော့မှလည်းမေခွန်းတွေထွက်လာခဲ့တာပါဒီတော့ to establish ဆိုတာဘာကြီးလဲဒါကရှီချင်းပြင်ရဲ့အာနာကြီးထွားရေးအတွက်လုပ်ခဲ့တဲ့ mover တစ်ခုပါဒီ mover မှာအဆက်နှစ်ခုပဲပါပါတယ် ပထမတစ်ချက်ကတော့ရှီကျင်းပြင်ကိုပါတီရဲ့ဗဟိုကော်မတီမှာရောပါတီတစ်ခုလုံးအနေနဲ့မှာအဓိကကြော်ယူအဖြစ်သတ်မှတ်ဖို့ပါဒုတိယကတော့ရှီရဲ့အတွေ့အခေါ်တွေယူဆချက်တွေကိုခေတ်သေးလမ်းပြမူဝါဒတွေအနေနဲ့သတ်မှတ်ဖို့ပါပြောရရင်တော့မူဝါဒနှစ်မျိုးကရှီအတွက်လုံးဝပြပြဆုံးတဲ့အာဏာအတွက်ဖန်တီးလိုက်တဲ့အရာပါအခုတော့ဒီမူဝါဒတွေကိုစစ်တပ်ဘက်ကမေခွန်းထုတ်လာနေတဲ့အနေအထားဖြစ်လာပါတယ်ဒီလိုအကြောင်းအရာတူတဲ့တဲ့င်းတစ်ခုမှရေးတဲ့သူကလည်းတယောက်တည်းပါဒါပေမဲ့အရေးပါတဲ့စကားလုံးတစ်ခုပါမလာတာနဲ့ ါနေတာကပဲကော်တော့ပါတယ်တရုတ်တရင်တွေမှာစကလုံးကအေးပါတဲ့နေရာမှာရှိပါတယ်ဂုံပုတ်တွေအာနာတွေနဲ့တည်ရှိမှုကိုဖော်ပြခြင်းရင်ဒီလိုစကလုံးကိုဖော်ကိုဖော်ပြကြရပါတယ်နောက်ပြီးတော့ဒီလိုဖော်ပြခဲ့ရဲ့ရှီမွန်နဲ့သူကိုလည်းအမွန်းတင်ခံရတဲ့သူကမြောက်စားတာတွေဆက်ဆံရေးခေါင်းရတာတွေဒီလိုအခွင့်အရေးမျိုးရပါတယ်ဒီတော့တည်င်းနှစ်ပုတ်နဲ့မယ်ရှီနဲ့စေခေါင်းဆောင်ရဲ့ဆက်ဆံရေးအနေအထားကိုသိနိုင်ပါပြီလူတယောက်တည်းကပဲအလုံးစုံအာနာနဲ့ထိန်းချုပ်နေတာကိုတရုတ်စေခေါင်းဆောင်ကမလိုလားတော့ပါဘူး စစ်ကောင်းဆောင်နဲ့ရှီချင်းပြန်ဆက်ဆံရေးအစီအစဉ်တွေကိုပို့ပြီးမိမောင်းထိုးပြတာကတော့လေရည်နေတင်ပေါ်ရေရှားပွေးမှာပါဒီတော့ရေရှားပွေးမှာပါတယ်ဖြစ်ခဲ့တာလည်းကျွန်တော်ဆက်ပြောပါမယ်နိုမာလာ9ရက်နေ့မှာရှီချင်းပြန်ကဖူကျင်းလေရည်နေတင်ပေါ်အစ်စ်ရေရှားတဲ့အခမ်းအနားကိုတက်ခဲ့ပါတယ်တရုတ်ရဲ့ပထမဆုံးလျှက်စစ်တန်လိုက်ဆွန်းအင်နဲ့လေရည်လွှတ်တင်နိုင်တဲ့တင်ပေါ်ပါဒီလိုပထမဆုံးဖြစ်တဲ့အရာမှာပုံမှန်မဟုတ်တဲ့ကိစ္စတွေရှိခဲ့ပါတယ်ပထမဆုံးကတော့တည်င်းမှာ ဖူကျင်းလင်းရည်တင်ဖို့ရေရှားတဲ့တည်င်းကတကယ့်အခန့်အနာလုတ်ပြီးလို့နှစ်ရက်အကြာမှတည်င်းတက်လာတာပါ။ဒါကတရုတ်အတွက်ဆိုတော်တော်ထူးခြားပါတယ်။အရင်တော့ကလင်းရည်တင်ဖို့တွေကိုရေရှားရင်နေတော့မကူပဲအပြိုက်အဆိုင်တည်င်းတွေတင်ကြပါတယ်။ဒါတော့ဒီလင်းရည်တင်ဖို့တွေကနိပညာဟောင်းဖြစ်တဲ့ဒီဒီစကေဂျမ်နဲ့ပဲလင်းရည်ကိုလွှတ်တင်တာပါ။အခုလိုနိပညာမမြင်ပါဘူး။လျောင်နေတဲ့ဒီရှင်နှုံတင်ဖို့တွေထဲနိပညာအရအစင်းပုံမြင်တဲ့တင်ဖို့ဖြစ်ပေမဲ့ဦးစားပေးဖို့ပြခံရတဲ့အနေအထားမဖြစ်ခဲ့ပါဘူး။ နောက်ပြီးတော့ပိုအရေးကြီးတာကဒီစီမံကိန်းကိုရှီကအကောင့်တွေဖော်ခဲ့တာပါရှီရဲ့အိမ်မက်စီမံကိန်းလို့ပြောရင်မမှားပါဘူးဒီတင်မောကတကယ်တော့တရုတ်အတွက်အင်အားကိုပဲပေးတာမဟုတ်ပါဘူးဒေတာရင်းနိုင်ငံရေးလွှမ်းမိုးနိုင်စွမ်းကိုပါဒီတင်မောကပေးနိုင်ပါတယ်ထိုင်ဝမ်အရေးမှလည်းအမေရိကန်တင်မောတွေကိုတူတင်ကိုတင်အင်အားချင်းပြိုင်နိုင်ပါတယ်ဒီအမေရိကန်လျှံနေတင်မောနဲ့ဒီတရုတ်ရဲ့ဖူကျင်းလျှံနေတင်မောဒီနှစ်ခုရဲ့နှိုင်းယှဉ်မှုကိုလည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ပေးအောင်ပါ ီလိုစွမ်းဆောင်ရည်ခေါင်းတွေရှိတယ်လို့ပြောပေမဲ့ထူကြတာကတော့ရေရှားတဲ့အခမ်းအနားကတာမန်ထက်ပိုမတော်တာပါဒီအခမ်းအနားကိုတေဟုတ်စစ်တဲ့အကြီးအကဲတွေနဲ့ဒီတဲရှင်မင်းတယောက်ထည့်ပဲတက်ပါတယ်ဒါကထူးထူးဆန်းဆန်းပါနိုင်ငံအတွက်အရင်ကိုအရေးပါတဲ့ဆေးလက်နက်ကြီးတစ်ခုကိုရေရှားတဲ့အခမ်းအနားမှာတန်ယူရှာလို့လို့ထိပ်ပန်းခေါင်းဆောင်တက်မလာတာကအရင်ကိုထူးကြပါတယ်သူတွေမဟုတ်ပါဘူးဒီတခြားစစ်တဲ့အကြီးအကဲထိပ်ပန်းပုံကိုယ်တွေကိုလည်းကျွန်တော်တို့မတွေ့ရပါဘူးအရင်အချိန်တုန်းကလေယာဉ်တင်မောတွေမှာရေရှားတဲ့အခမ်းအနားလုပ်ရင်အနည်းဆုံးထိပ်ပိုင်းဘိုလ်ချုပ်6ယောက်ကရှိနေအတူတူပါပါတယ် အခုဒီပွဲမှာတော့တန်းချင်မင်းတယောက်ပဲဒီထိပ်ပိုင်းတွေတွေကပို့ချုပ်ပါအရာရှိတွေကတယောက်စားနှစ်ယောက်စားကိုပဲဒီအခမ်းအနားမှာတွေ့ရပါတယ်တင်တဲ့သူတွေကတော့တင်ဘောတီဆောင်ရေးနဲ့ဒီတင်ဘောပေါ်မှာတာဝန်ထမ်းကြမယ်လေးရန်မှုတွေနဲ့တင်ဘောသားတွေပါပဲအင်အားကြီးမားခြင်းနဲ့ရှီကျင်းပြင်ကဒီဖြစ်ရက်နေ့နဲ့စစ်တပ်ရဲ့ထောက်ခံမှုကိုဆုံရှုံလာနေပြီလို့ပြောရမလားပါပဲတင်ယူရှာတယောက်ပဲမတက်တာကကိစ္စမဟုတ်ပါဘူးတင်နဲ့တခြားအကြီးပိုင်းတွေကိုပါအရင်လိုမတွေ့ရတာကရှီကျင်းပြင်အာဏာအတွက်မေခွန်ထုတ်เสียရဖြစ်လာစေတာပါပဲ ဒီတော့ပါတီအတွင်းမှာကရောဘယ်လိုဖြစ်နေပြီလဲကျွန်တော်ဆက်ပြီးပြောပါမယ်။ဟူကျင်းတောင်ကတူးလူဖြစ်တဲ့ဟူရှင်းဟော်ကို2020ခုအထိနောက်ခွေကနေတာဝန်ယူစေချင်ပါတယ်။ဘသူနောက်ခွေကနေလဲဆိုရင်တော့ဥက္ကဋ္ဌကြီးရှီရဲ့နောက်ကနေပါ။ဟူကျင်းတောင်တယောက်ရှီကျင်းဖြင့်ကိုမယုံနိုင်တော့ပါဘူး။လက်ရှိမှာတော့ဟူရှင်းဟော်ကဗဟိုကော်မတီထဲမှာမပါပါဘူး။ဒါပေမဲ့ဒီနှင်းညီလာခင်မှာတော့ဗဟိုကော်မတီဝင်တွေကတူးတဲ့အာဏာကိုရှော့ချလာမယ့်အရေးတွေပိုပြလာပါတယ်။ ဗဟိုကော်မတီဝင်တွေကသူတို့ရဲ့ရည်မှန်းချက်တွေကိုထုတ်ပြပြီးတော့မှအရှင်းချင်းတိုင်ပင်ရရပါတယ်။ရုံးခဲ့တဲ့နှစ်တွေမှာတော့ဒါကိုရှီကျင်းဖြင့်တယောက်ကပဲလုပ်တာပါ။သူရဲ့နီလန်းကိုပဲကော်မတီဝင်တွေနဲ့ကိုယ်စားလှယ်တွေကသဘောကျရတာပါ။အခုနှစ်မှာတော့အကုန်လုံးရဲ့ရည်မှန်းချက်တွေကနေသဘောတူပြီးမှအတည်ပြုကြတာပါ။ထူးခြားတဲ့ချက်ကပါလဲဆိုတော့ဟူကျင်းဟော်ကကော်မတီဝင်မဟုတ်တာတော့သူရဲ့ကိုယ်ပိုင်ရည်မှန်းချက်ကိုရေးထားခဲ့တာပါ။ဒါကစောကစားရအောင်လည်းကလေးတွေမဟုတ်ပါဘူး။သူ့အနေနဲ့အရေးအမျိုးကိုပါတီဝင်ကိုယ်စားလှယ်တွေစီကိုပြလိုက်တာပါ။ သူရဲ့ရည်မှန်းချက်တွေမှာဆိုရင်အစင်းမြင့်ဖွံ့ဖြိုးတိုးတက်မှုနည်းပညာမှာကိုအားကိုကိုးနိုင်မှုအင်အားကောင်းတဲ့လုံခြုံရေးနဲ့ခုခံနိုင်ဆုံးရှိဖို့ပြည်တွင်းလူအချက်ကိုဖြစ်တဲ့နိုင်ဖို့ဒီလိုကိစ္စတွေပါပါတယ်ဒီလိုအရေးအမျိုးတွေကခုချင်းဟောအနေနဲ့လာမယ့်အချိန်တွေမှာရှိရဲ့နေရာကိုအစားဝင်လာမယ်ဆိုတဲ့အရေးအမျိုးတွေလိုပါပဲနောက်တစ်ခုလေးနဲ့တော့ကျွန်တော်တို့ပြောလို့တော့မရပါဘူးကောနော်ဒီနောက်ထပ်အရေးအမျိုးကလည်းရှိပါသေးတယ်တီဘက်မှာပါရှီကျင်းပြန်ကတီဘက်မှာပြည်မကြီးဩဇာလွှမ်းမိုးနိုင်ဖို့အတွက်စီမံကိန်းတွေလုပ်ခဲ့ပါတယ် ဟူစင်းဝော်ကိုအဲ့ဒီစီမံကိန်းတွေမှာခဏခဏကျွန်တော်တို့တွေ့ရပါတယ်။ဒေတာရဲမီဒီယာနဲ့ပြည်မာကြီးမီဒီယာတွေကတော့တိဘက်ကစီမံကိန်းတွေကိုဒီဆင်းဟော်ကျိုးရှိဆိုပြီးတော့မှဖော်ပြလာပါတယ်။အထိပေကတော့ຫນွေဥမာပွင့်တဲ့ဆောင်းရတီမှာတည်တယ်လို့ခေါ်ပါတယ်။ဒီစကလုံးမှာဆင်းဟော်ကဒီဟူရှင်ဟော်ရန်တာမေးပါပဲ။ဒါကြောင့်ဟူရှင်ဟော်ကလူတွေမယိမ်းမိပဲရှီရဲနေရာကိုတစားထက်တစားဝင်လာနေပါတယ်။ရှီရဲအလွန်မှာသူကအာနာရလာမှာလား။ဒါမှမဟုတ်ရှီရဲလက်ကျန်တက်တန်းမှာသူကနောက်ခွေကနေလန်တိပေးနေတာလားကတော့ပြောလို့မရပါဘူး။ တေချာလာကတော့ community party တွေမှာဟူကျင်းထောင်အဖွဲ့နဲ့ရှီကျင်းပြင်အဖွဲ့ကိုင်းနေကြတယ်လို့ရှီကျင်းပြင်ကလည်းစစ်တပ်နဲ့မှာအရင်လိုနှွေထွေးမနေတော့ဘူးဆိုတာပါပဲဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အမြင်ကို comment မှာပုံပြလင်းလင်း share ပေးတော့ခဲ့ပါဦးနောက်နေ့တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုကျွန်တော်အမြင်နဲ့တင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုကြပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ပုဒ်မှာကြင်ကြင်မာမာနဲ့ပြန်တွေ့ကြရအောင်ပါအကောင်းဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီ လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ်အောက်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဇေနောတက်တာဆောင်နဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်399 668 9126 925နဲ့399 905လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။ အကောင်းဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ်အောက်လက်မှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 912 625တုံညာကို6095953လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။ ကောင်းဆောင်သောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။